ောလေဗျာခေါင်းအောင်ခတ်မှာပါရဲ့ကျွန်တော်ဒီများလက်အောက်ပါနေအဲ့လိုပါလဲမလုပ်ချင်ဘူးတရားမလားကျွန်တော်တို့မဟုတ်မှကြတော့ကြောက်ကအိမ်မှာခုံထောင်မျိုးကိုယ်ပိုင်တွေးကြတာဟုတ်အဲ့တော့ဒီရန်ကုန်ရောက်အောင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားချက်မထူးပါဘူးရန်ကုန်ရောက်လဲကြုံရကြပါန်တရားမလားကြုံရလုပ်ပြီးတော့အသက်ဆက်မယ်ဆိုပြီးကျွန်တော်စဉ်းစားတာ တာထွက်လာတခြင်းနေတယ်မလားပွဲခိုးဆိုတဲ့လူလည်းမရှိပြန်မလားသူ့ပြရအောင်အထုံးနဲ့ထည့်လေအာဒီတခြင်းနဲ့ရခဲ့တဲ့ပတ်စံဆိုတာလေသူ့ပြရတာမရှိရခါကြတော့ကြားရမှာကျွန်တော်ခုနကပြောလို့အင်ကန်းဝင်တဲ့ဟာဆိုလို့ပါဝင်လာလဲဆိုတော့ကျွန်တော်တခြင်းရောင်းရတဲ့ဟာတွေဟာမိုနီတဆူတဲ့ပစံတွေဒါပဲရှိတယ်ဗျာဟိုဘယ်လိုပြောမလဲလုံလောက်လားဆိုအရင်လည်းမလုံလောက်ဘူးဒိန်တိုင်းတွေဝေးလွှဲမျောခြင်းတွေငေးကြည့်နေစေ ဒီနေ့ဒီအချိန်ထိငါပါများအသက်တင်လေ and ရင်းတော့တော့စိတ်တက်ကြသေးတယ်ဗျအောင်မြင်ချင်တာပေါ့ဗျာဒါပေမဲ့ဒီနောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒါတွေတိတ်မတွေ့တော့ဘူးဘာလို့လဲဆိုတော့ကျွန်တော် music လုပ်ရတာစိတ်ချမ်းသာတယ်ပျော်တယ်ပေါ့အဲ့လိုစိတ်လေးနဲ့ပဲကျွန်တော်တခြင်းနေဆက်လုပ်ဖြစ်တယ်ဒီနောက်မှကျွန်တော်အဲ့ဒီ breakdown fake ကညီကိုရင်းနဲ့ပေါင်းပြီးတော့ပို့ပြီးတော့မှလှုပ်ချင်စိတ်ပို့ဖြစ်တယ် deixa voar com o ponto em ti Chongo chopja ye amazing when i wait need you အကြကျွန်တော်ဇိုက်ကုတ်ဘန်အတွက်တော့ကျွန်တော်တစ်ချင်းနှစ်ပုတ်လို့တုံနေရတာရှိထွက်ဖို့ပေါ့ဟော Rate of fame မှာကျွန်တော်တွားရမယ်တဲ့ hardcore တွေပါမှာဆိုတော့တွားရမယ်တဲ့ပဲတိတိကျကျ သွားတဲ့ band ဖြစ်တယ်ဗျကျွန်တော်ဒီ cycle မှာကျတော့ဒီ metal core လည်းပါမယ်ကျွန်တော်ဒီ modern ဖြစ်တဲ့ music ဟိုပါတော့เนาะကျွန်တော် rock ဆိုလေဒီဘက်ခက်ဖက်ရောက်တဲ့ electro တွေနဲ့ရောတဲ့ rock music ပေါ့เนาะကျွန်တော် band မှာကျတော့အဲ့လိုပြီးရင် commercial လည်းကျွန်တော်တို့လုပ်မယ်အဲ့လိုသွားတာဟုတ် cycle ဆိုတော့သူကတော့မျိုးပွားတဲ့ဆဲပေါ့เนาะမျိုးကွဲတဲ့ဆဲပေါ့ဟုတ်ကျွန်တော်ပထမကျွန်တော်စတူဒီယိုဆောင်းဝင်တော့ ဘန်ဖွဲ့မယ်ဆိုပြီးတော့ဘန်နာမည်တွေပေးနေကိုကိုသားငယ်ပေါ့ကျွန်တော်တို့ဒီကျွန်တော်ဒီရပင်နေတဲ့ခွေမှာပါ20ရဲ့အဲကိုသားငယ်နေဒီ cycle ဆိုသူနာမည်စပေးခဲ့တာဟုတ်အဲကျွန်တော်လည်းဒီ music locker တွေလည်းအဆက်အသွယ်မရှိဘူးကျွန်တော်တို့ဒီမဟုတ်ကနေရောက်လာပြီးတော့ကျွန်မီလီဘုံမှာအဆောင်နေရင်းနဲ့ပေါ့အဲ့မှာကျွန်တော်တငယ်ချင်းအရင်နှစ်ကတော့ဆုံးသွားပြီပေါ့နော် fly ဆိုတာအရင်မျက်နှာသချင်းဆိုတဲ့ IMB band flyer ကျွန်တော်နဲ့ရင်းနေပြီးတော့ outside studio ကိုကျွန်တော်ပို့ပေးတာပေါ့ကျွန်တော်အမှ demo လုပ်ရင်းနဲ့အခုတားငယ်ရုံနဲ့ခင်ပြီးတော့အမှကျွန်တော်ချင်းလေးတွေတီးမယ်ဆိုပြီးတော့အမှအမှရှိတဲ့လူတွေနဲ့ကျွန်တော်တို့တီးပြတာပေါ့ကိုတားငယ်ရဲ့အဲ့တော့ဘဘိုနဲ့လည်းကျွန်တော်တီးပြတယ်ကိုတားငယ်ရဲ့ဘဘိုရဲ့အဲပြီးရင် base တီးတာကိုရဲမြက်ကျော်ပေါ့နော်ကျွန်တော်စပြီးတော့ဟိုအတချင်းလေးဘုတ်စတင်လိုက်တာပထမဆုံးထွက်တဲ့ကျွန်တော်ကျွန်တော်ရဲ့ဟန်နီစာရဲ့ပေါ်လေးမကျင်တဲ့ဘူးအခွေပေါ့နော် အဲ့ဒါအဲ့လိုတီးဖြစ်တာကျွန်တော်ရန်ကုန်စရောက်တော့25 26လောက်ပဲရှိတယ်။ငယ်ဘောကတော့ကျွန်တော်မဟုတ်ပါပဲအချိန်ကုန်။အဲတချင်းတော့ရေးတယ်ဗျာကျွန်တော်တို့ကတော့ဟိုရန်ကုန်ဆင်းမှုလည်းတတိမရှိဘူးဗျဒီမှာလည်းဟိုရွှေမျိုးလည်းမရှိကျွန်တော်ကလည်းကျွန်တော်နောက်ခံမရှိတော့ဟိုဆင်းပြီးတော့သွားမှလည်းအနေနဲ့တတိဈေးစကားနေတယ်နောက်ပိုင်းကျတော့ကျွန်တော်မထူးပါဘူးမဟုတ်ပါနေလို့ကတော့ကျွန်တော်ပြန်မလားတောက်စားမှု ။ဟေး or man တည့်ရမလားအဲ့လိုနဲ့ကျွန်တော်အချိန်ကုန်ပါဆိုတော့အထူးကျွန်တော် music တော့လုံမရမယ်ပေါ့နော်ကျွန်တော်အဲ့နဲ့ဒီရန်ကုန်ရောက်ဆင်းလာဟုတ်အဲမဟုတ်ဘူးမကြတော့ဗျာဟိုပြည်လဲလားဆိုတော့မိဘတွေကအရင်ပြည်လဲလဲမိဘတော့မဟုတ်ဗျာဟုတ်ပြည်လဲတဲ့တိုင်ဝမ်တော့မဟုတ်ဘူးပေါ့နော်တာမန်လေးပဲပေါ့လုံးဝနေတော့ fly နဲ့ဆက်ဆက်ပြီးကျွန်တော် outsider ရောက်လာ outsider studio ရောက်လာတော့အမကိုပူပူကနေပြီးတော့ကိုမင်းသားမင်းထက်ကျော်စင်သူ့ကိုဝင်ပဲတော်တော့ တချင်းနေခွေလောက်နေတဲ့ခါကျတော့ညီလေးမင်းတချင်းနေရှင်ပြပေးပါကြကျွန်တော်လည်းပြပေးတော့အဲ့မှာတချင်းလေးသုံးလေးပုတ်ရောင်းရတာလည်းရောင်းရတဲ့ပတ်စံလေးနဲ့ကျွန်တော်ဒီမိုလေးတွေတည်ခဲ့တာပေါ့နော်တချင်းလေးပုတ်ဖြစ်သွားအဲ့ဒါနေကျွန်တော်၃ရောက်တွဲခွေဖြစ်သွားပြီအဓိကကဗျာဒီနောက်ပိုင်းမှာကျွန်တော် feeling ကတော့အောင်မြင်တာတစ်ခုကျွန်တော်တချင်းနေဆက်လုံနိုင်ဖို့ပဲစိတ်ထမ်းမှာရှိတယ်ဗျာကျွန်တော် creation တွေထပ်လုပ်မယ်အဲ့လို ကြာတော့လေကိုအိမ်သူကတိတ်ပြီးတော့ဟိုဘယ်လိုပြောလဲဗျာညွန်ညင်လာတော့တဲ့ပါကျွန်တော်တို့ကလုံတာပတ်ဆက်မှမရတာဘူးတော့တုံ့ပြန်ပြီဒီဘုတ်ပြီဒီဘုတ်တည့်မလားကုံပြန်ပြီပတ်ဆက်နေလဲဒါပေမဲ့ဘယ်မှာလဲရှုပ်ပွဲရလို့ဘယ်မှာလဲစူရလို့ဆိုတော့ပတ်ဆက်မဝင်တဲ့အခါကြာတော့ဗျာဟိုတိတ်ပြီးအားမပေးချင်တော့တာပေါ့နော်ပြီးကျွန်တော်တို့လည်းအယုံကြည်တိတ်မရှိတော့အဲ့လိုဖြစ်လာတဖက်ကဝါသနာတဖက်ကဝမ်းစာကိုကြည်လက်တခြင်းလို့ဖြစ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုပြောမလဲဗျာဟို तू ပြောတာမှန်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာလည်းအရင်ကြီး तू ပြောတာယူတိုက်ခံစားချက်ကြီးတွားထည့်နေတယ်ဟေးဟုတ်တာပဲငါတို့ကပတ်ဆက်မမရတာဟုတ်เนาะကျွန်တော်တို့ကဟိုထွက်တာထွက်တာတခြင်းနေတယ်မလားဘွဲခိုးဆိုလဲလူလဲမရှိပြန်မလားသူ့ပြရအောင်အထုတ်နဲ့ထည့်လဲအာဒီတခြင်းနေရခဲ့တဲ့ပတ်ဆက်ဆိုတာလဲသူ့ပြရမှာမရှိရခါကြတော့ကြားရမှာကျွန်တော်ခုနကပြောလို့အင်ကန်းဝင်တဲ့ဟာဆိုတော့ဘာဝင်လာလဲဆိုတော့ကျွန်တော်တခြင်းရောင်းရတဲ့ဟာတွေဟာမိုနီတဆူတဲ့ပစံတွေဒါပဲရှိရဗျာဟိုဘယ်လိုပြောမလဲ လုံလောက်လားဆိုအရင်လည်းမလုံလောက်ဘူးဘယ်လိုဖြစ်လဲဆိုဒီနောက်ပိုင်းကကျွန်တော်ဒီ Bait of Fate ကညီကိုရင်းနဲ့ပေါင်းရတာပို့ပြီးတော့ဟိုလောက်ရတဲ့ music ပုံစံတွေကပို့ပြီးအားရလာတယ်ဗျာသူကြတော့တီးတာခက်တာလည်းအရင်တီးတီးကြတယ်ကျွန်တော်လိုချင်တဲ့ပုံစံဆိုကွတ်တီကွတ်တီအဲ့လိုအကုန်လုံးဝိုင်းပြီးတိုင်ပြီးတော့ကျွန်တော်ဒီနောက်မှာ break down တီးခြင်းတယ်ဆိုလဲရအောင် break down ကျွန်တော်တို့ဝိုင်းဝန်းပြီးလောက်ကြတယ်အဲ့လိုအားရတယ်ဗျကျွန်တော်ဒီနောက်ပိုင်းလောက်ရတာပို့ပြီးတော့ အဲကျွန်တော်လည်းခက်တယ်ဗျဟိုသူများတစ်ချင်းမှာကျွန်တော်ရေးတယ်လို့ကျွန်တော်ကြိုလည်းမရေးထားဘူးကိုကိုတိုင်းဆိုဖို့ဆိုလည်းကျွန်တော်ကြိုရေးထားကြိုမရေးထားဘူးအဲကျွန်တော်တစ်ချင်းတက်လှုပ်ချင်တယ်ဆိုရဲစိတ်ကူးပေါက်တဲ့အချိန်ကျရင်တော့ကျွန်တော်ထရေးလိုက်တယ်ပြလာမသိဘူးညင်းငွေဆိုတဲ့တစ်ချင်းအဲအဲ့တစ်ချင်းဆိုရင်ကျွန်တော်ရေးလေးကြောင့်ရကအကိုတဲ့ဒေါက်လောက်တော့လှုပ်များတယ်ကျွန်တော် Heaven Rock ကလှုပ်ပေးဖို့ပြောတယ်ဗောနော် Heaven Rock 77ကကိုမင်းအားနဲ့ကျွန်တော်တပတ်တွေအေးညီလေးတပတ်ဆောင် အဲဒီဘက်တွင်ကျွန်တော်ရအောင်ရေးပြီးတော့သူနဲ့အမဒီမိုတွေလှုပ်ပြီးတော့တောက်လျှောက်တီးတာကျွန်တော်တို့အဲဒီရှင်တီးတာတော့ဟွာတော့ကြာ3လလောက်တော့ကြာခရစ်ရှင်လောက်တာပေါ့အခုလည်းလက်လက်ဆက်ဆက်နှစ်ပုတ်ပေါ့နော်အဲဒီပုတ်ကညီလေးကြွန်ရေးထားပေးတဲ့သူကဒီပုတ်အဲဒီပုတ်ကြတော့သူကမဲတဲ့ပုံစံမျိုးပဲကျွန်တော်မဲလိုဒစ်ကောပေါ့အလုံးချုပ်မျိုးဆိုမဲတဲ့ကူပဲပေါ့နော်ဒါပေမဲ့ဂျမ်နေပါတယ်ဆိုရတာလည်းနည်းနည်းလက်ပေါက်ကတ်တဲ့နေရာပြီးပါလာတာပေါ့အဲဒီပုတ် ခုကျွန်တော်တို့ဒီဇိုင်းကိုအတွက်လုပ်နေတယ်နောက်တစ်ပုတ်ကျတော့အညီလေးဆေးစောဟိုလက်ဆောင်မြေတားလက်ဆောင်ရေးပေးတဲ့တခြင်းလေးပေါ့သူတော်အချုံနေနေတီးပြီးပြီအဲ့ဒါဟောမှာသူကကျွန်တော်အကူဆိုးပါဆိုတော့အညီလေးမင်းမထွက်တော့လားမထွက်တော့ရတယ်ကိုဆိုးလိုက်ဆိုတော့ရိတ်ပြန်လုပ်ပြီးတော့ကျွန်တော်ပြန်ပြီးပဲပြန်အဲ့တခြင်းကျတော့လည်းဒီဒီဘက်လူငယ်ဒီဘက်ကိုလည်းပို့သွားရတယ်ပြီးတော့တဲခွဲတခြင်းလည်းဖြစ်တယ်ကွန်မရှယ်လည်းနဲ့စံတယ်ပေါ့နော်ကျွန်တော် တကူတော့အနေနဲ့ရက်တီတယ်ကျွန်တော်ရဲ့ဘန်ကကြတော့ Zygote ပေါ့နော် Zygote ကိုလည်းကျွန်တော်တို့နားထောင်ပေးကြပါပြီးတော့ကျွန်တော်တို့ဒီ Mere Back ကိုတွားနေတဲ့ Breath of Fate ဘန်ကိုလည်း Breath of Fate ဘန်မှာလည်းကျွန်တော်ဒီ Vocalist Member အနေနဲ့ကျွန်တော်ပါတဲ့အတွက်အဲ Breath of Fate ဘန်မှာလည်းကျွန်တော်တို့အားပေးပါပေါ့အားလုံးကျေးဇူးတင်ပါတယ်ဗျဟုတ်